ဟယ်လိုချစ်ရတဲ့ BB Family မိသားစုတွေအားလုံးပဲမင်္ဂလာမနက်ခင်းပါခင်ဗျာကျွန်တော်ရဲ့ Big Boss Relation Channel နဲ့အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရစေဒီနေ့ကတော့2025ခုနှစ်အောက်တိုဘာလ16ရက်နေ့ရဲ့မနက်ပိုင်းသတင်းတွေကိုကျွန်တော်တို့တူတောင်းမှကြည့်ကြမှာဖြစ်ပါတယ်ခင်ဗျာโอเคအရင်ဆုံးကျွန်တော်လိုရီတူရှင်သတင်းနဲ့ဆက်လိုက်ပါမယ်နော် ထမအောင်ဆုံးသတင်းတစ်ပုဒ်ကတော့မင်းချန်ပြည်နယ်ရွာကြီးညောင်ပင်ရွာလမ်းပိုင်း၌ကြေးရွာများကိုမီးရှို့နေတဲ့တီတာရွတ်မုံပြူစောရီအဖွဲ့ကိုဂျာဖက်တိုက်ခိုက်မှုထိခိုက်တိုက်ဆုံးသူတွေများပြားသွားတယ်လို့သိရပါတယ်နော်။အဲတော့တီတာရွတ်မုံရဲ့အဖွဲ့ကြီးဟိုချိန်မှာဆိုရင်ခံခံနေရပြီဆိုတဲ့သတင်းဖြစ်ပါတယ်နော်။အဲဒီမှာဆိုရင်မန္တလေးတိုင်းမင်းချန်ပြည်နယ်ရွာကြီးရွာညောင်ပင်ရွာလမ်းပိုင်း၌ကြေးရွာများကိုမီးရှို့နေတဲ့တီတာရွတ်မုံပြူစောရီအဖွဲ့ကိုဂျာဖက်တိုက်ခိုက်ရာချမ်းပတ်စစ်တပ်ဖက်မှ15ကောင်ထပ်မံနဲ့မျိုးစားဖြစ်ခဲ့ကြောင်းပြည်သူ့ကျယ်တွင်တပ်ဖွဲ့မှဘိုးမိုက်ခဲကသတင်းပို့ထားလို့သိရပါတယ်ခင်ဗျာ။ ကဲနောက်ထပ်သတင်းတစ်ခုကတော့ဘကိုးတိုင်းဗရောင်းကြီးမြို့နယ်ရှိစစ်တပ်ရဲ့ point 666စခန်းကုန်းကိုအေအေကတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနှက်ရီကဗျူဟာကုန်းကိုလည်းအပိဒါတိုက်ခိုက်သိမ်းပိုက်ရေးထိုးစစ်ဆင်နေတယ်ဆိုသိရတယ်။ပြီးရင်စစ်တွေမြို့ဤတွေလည်းတိုက်ပွဲများပြင်းထန်နေတယ်လို့သိရပါတယ်နော်။ကဲကျွန်တော်ပြောချင်ရမယ့်ဒင်းဗီဒီယိုလေးကတော့ဒီတရုတ်ကကျွန်တော်မြန်မာပြည်ထဲမှာပေါ့နော်အဲ24ဘီလီယံလောက်ရှိတဲ့ရင်းနှီးမြှုပ်နှံမှုလောက်ကင်ထားတဲ့တခုချိန်မှာဆိုရင်မင်းအွန်လိုင်းကဘယ်လိုမျိုးထောက်ပံ့နေတယ်ဆိုတဲ့အကြောင်းကြီးရယ်ရှမ်းမြောက်မှာ7ဘီလီယံစကိုင်းတိုင်းမှာ9ဘီလီယံ ီရခိုင်မှာ12ဘီလီယံလောက်ထိရင်းနှီးမြှုပ်နှံထားတယ်ဆိုတဲ့အကြောင်းတွေအပြင်အဲ့ဒီရဲ့ရင်းနှီးမြှုပ်နှံမှုတွေကြောင့်မင်းအောင်လိုင်ကိုဘယ်လိုမျိုးသူတို့ကဒီထောက်ခံနေရလဲထောက်ပံ့နေရလဲဆိုတဲ့အကြောင်းတွေပေါ့နော်တုံ့တရားတာနောက်ထောင်ကြည့်အောင်နော်။ NUG ကိုလူကြီးတွေကလည်းပြောနေတာရှိတယ်။ကြော့ဖြူနဲ့ဗန်းမော်နဲ့ရသွားရင်စကားစားနေပြန်မျိုးမဆွေးနွေးနိုင်တယ်ဆိုပြီးမှအဲ့ဒီအချက်ကိုကျွန်တော်တို့အအချက်လက်တိတိကျကျရကျွန်တော်တို့ဆွေးနွေးမယ်နော်။တရုတ်ကမြန်မာပြည်မှာရင်းနှီးမြှုပ်နှံမှုတရုတ်ရဲ့ရင်းနှီးမြှုပ်နှံမှုဘယ်လောက်ရှိတယ်လဲ။ ကျွန်တော်လေ့လာမိတယ်လို့ဆိုလို့ရှိရင်အေယူရဲ့ရင်းနှီးမြှုပ်နှံမှုကမြန်မာမြန်မာပြည်မှာ24ဘီလီယံရှိမီလီယံမဟုတ်ဘူးဘီလီယံเนาะ24ဘီလီယံရင်းနှီးမြှုပ်နှံမှုလောက်ထားတယ်တရားပါအဲ့ဒီ24ဘီလီယံထဲမှာ7ဘီလီယံကရှမ်းမြောက်ဘက်မှာသူကဒီကုန်သွယ်ရေးရင်းနှီးနဲ့ပတ်သက်ပြီးတော့မှကုန်သွယ်ရေးရင်းနှီးနဲ့ပတ်သက်ပြီးတော့မှအဲ့ဒီ7ဘီလီယံကိုသူကရင်းနှီးမြှုပ်နှံမှုလောက်ထားတယ်အဲ့ဒီ7ဘီလီယံထဲမှာအဲ24ဘီလီယံထဲမှာ စီဗီလီယံကရှမ်းမြောက်ဘက်မှာကုံတွယ်ကြီးနဲ့ပတ်သက်ပြီးတော့မှဒီကောရင်းနှီးမှုနဲ့မလုပ်ထားတယ်။ဆိုတော့၁၄ဘီလီယံကျန်တယ်။အဲ့ဒါ၁၄ဘီလီယံထဲမှာနှစ်ဘီလီယံကစကန်တိုင်းမှာရင်းနှီးမှုနဲ့မလုပ်ထားလား။စကန်တိုင်းမှာနော်။ကျန်တဲ့၁၂ဘီလီယံကဘယ်မှာရင်းနှီးမှုနဲ့မလုပ်ထားတယ်လဲဆိုတော့ရခိုင်ပြည်မှာရင်းနှီးမှုနဲ့မလုပ်ထားတယ်။ဆိုတော့ဒါကတရုတ်ရဲ့အကျုံးစီပွဲမြန်မာပြည်မှာသူရင်းနှီးမှုနဲ့မလုပ်ထားတဲ့ဟာဆိုတော့တရုတ်ကမြန်မာပြည်မှာအားလုံးနားလည်ရမှာက စကားဆောက်ကိုသူကထောက်ပံ့တယ်ဆိုတော့ကသူ့ရဲ့အကျိုးစီးပွားရေးအတွက်သူထောက်ပံ့ထားတယ်ဆိုတော့ရှမ်းမြောက်မှာတရုတ်ကဆယ်ဘီလီယံယင်းနမျိုးနဲ့မလုပ်ထားတဲ့ဟာကများသောအားဖြင့်80ရာရခိုင်နှုန်းလောက်ကဒေါ်လာကြီးတွေရဲ့အင်အားစုတွေရဲ့လက်ထက်ကိုရောက်သွားပြီ음24ဘီလီယံထဲမှာဆယ်ဘီလီယံကရှမ်းမြောက်ကလက်နက်ကန်ဖွဲ့စည်းတွေရဲ့လက်ထက်ကိုရောက်သွားပြီအဲ့ဒီထဲမှာကုန်တွယ်ရေးရအပြန်လန်ခွဲယူကြတာတော့ဘာလို့အနေငယ်တော့စကားဆောက်ဖက်မှရှိနေမယ်ဆိုတော့ဒီဟာတွေကိုကျွန်တော်တို့နားလည်မှာတရုတ်က ဒီ main online ကိုဘယ်ချန်တီဆက်ပြီးမှထောက်ပံ့မယ်ဆိုတာကိုကျွန်တော်တို့အပြေရှာလို့ရမှာဆိုတော့ဆယ်ဘီလီယံကရှမ်းမြောက်ဒေါ်လာရဲ့အင်အားစုတွေလက်ထဲကိုရောက်သွားပြီအဲ့ဒါမှာအကျိုးမြတ်ခံစားခွင့်ကိုဆက်ကစားလဲအနေနဲ့ရရင်ရအောင်ပါပေါ့ဆိုတော့2ဘီလီယံကစကန်တိုင်းမှာကဒီတော့ဘရုံးစီမံဂျင်းနီစီမံကိန်းတို့ဘာလို့ညာတော့ဒေါ်လာရဲ့အင်အားစုကဘာမှမလုပ်နိုင်သေးဘူးဒါပေမဲ့ရခိုင်ပြည်မှာရှိတဲ့ထွဲဘီလီယံရှိတဲ့ရင်းနှီးမြှုပ်နှံမှုအဓိကကတော့ကြော့ဖြူပေါ့အဲ့ဒါနေရာကိုဒီကစာပြင်းမှာတိုက်နေတယ်ဆိုတော့တကယ်လို့ရှမ်းမြောက်ဘက်ကလည်း တွန်လိုင်းရဲ့အင်အားစုတွေရဲ့လက်ထဲကိုရောက်သွားပြီတကယ်လို့ job view မျိုးကိုရသွားပြီဆိုလို့ရှိရင်တရုတ်ရဒိုစီပွားကြီးကစက္ကစနဲ့ဆက်ပြီးမှဆွေးနွေးစရာအကြောင်းမရှိတော့ဘူးတွန်လိုင်းရဲ့အင်အားစုတွေနဲ့ပဲဆွေးနွေးရတော့မယ်ရှမ်းမြောက်ဘက်ကဖွဲ့စည်းတွေနဲ့အီအီကမဟာမိတ်တွေဖြစ်တဲ့နိုင်ငံရေးအရာလမ်းစဉ်တစ်ခုထဲနဲ့သွားနေတဲ့ဖွဲ့စည်းတွေဖြစ်တဲ့ဆိုတော့ job view ကိုရသွားရင်ဘတ်မော်ကိုရသွားရင် DNA တို့အီအီတို့ကဘယ်သူနဲ့ဆွေးနွေးရမလဲစက္ကစနဲ့ဆွေးနွေးစရာအကြောင်းမရှိတော့ဘူးကျွန်တော်တို့နားလည်ရမှာမြန်မာပြည်မှာမြန်မာပြည်မှာ ပါဝါအစီအစုံကတရုတ်မင်းအွန်လိုင်းမဟုတ်ဘူးမင်းအွန်လိုင်းကိုယ်တိုင်ကမြန်မာစစ်တပ်ကိုယ်တိုင်ကိုကတရုတ်လက်အောက်ခံနေဖြစ်နေတယ်။ဟာမှန်ပဲ။အဲ့ဒါကိုကျွန်တော်တို့နားလည်ဖို့လိုတယ်။ရှမ်းတော့ကထမ်းဘီလီယံရှိတယ်ရင်းနှီးမွမ်းတဲ့မဟုတ်ကရှမ်းတော့ဒေါ်လာရင်းရဆိုတွေလက်ထက်ကိုဖောက်သွားတယ်။ပြီးရင်အခုထွဲဘီလီယံရှိတယ်တော့ဖြူရင်းနှီးစကန်ကိုအေးအေးရရသွားရင်မင်းအွန်လိုင်းနဲ့ဘာလို့ဆွေးနွေးမှာလဲ။မြန်မာစစ်တပ်နဲ့ဘာလို့ဆွေးနွေးမှာလဲ။ဆွေးနွေးစရာအကြောင်းရှိတော့ဘူးလေ။အဲ့ဒါကိုကျွန်တော်တို့နိုင်ငံရေးနားမလည်ဘူး။နောက်တစ်ခါ အေးရနောက်ခတ်တမန်ကြောင့်တင်းလေအေးရနောက်ခတ်တမန်ကြောင့်ဂင်းအေးရနောက်ခတ်တမန်ကြောင့်ကိုခမရုံမသိဘူးအဲ့ဒါကြောင့်ကျွန်တော်ကတော့ပြောတာခမမင်းတို့ဆာမဖတ်ဘူးတထင်းတော့နားထောင်နေမင်းတို့ဘယ်တော့နိုင်ငံရေးနားမလည်နိုင်ဘူးစကားစားနဲ့မြန်မာစစ်တပ်နဲ့တင်းလေအေးတို့အေးတို့ဂင်းအေးတို့ဆိုတာကမြန်မာပြည်မှာတွေးဆောင်ဆွေးနွေးပွဲအများဆုံးပဲတရားဝင်တွေးဆောင်ဆွေးနွေးတာကနည်းနည်းလေးပဲ2012ကနေ2025ခေတ် GIA AA တင်းလေလီတုံးဖွဲ့နဲ့စကားစားဆွေးနွေးတဲ့အချိန်ပေါ်ရှစ်ကျင်ရှိတယ် သူတို့ကဘလောက်ပဲဆွေးနွေးဆွေးနွေး NCA ခက်ခဲကအစီအိုလဲစာချုပ်မချုပ်တဲ့လူတွေအယောင်ကြီးမရှိတော့ပြောရမယ်ဆိုလို့ရှိရင် AADN နဲ့ A DNA ဆိုတာကမြန်မာစစ်တပ်ကနိုင်ငံရေးအရလုံးဝဂျင်းတဲလို့မရတဲ့ဖွဲ့စည်း၃ဖွဲ့ဒီအဖွဲ့စည်းတွေကပဲလက်ရှိတွေ့ဦးတော်လန်ရေးလို့ပြောတဲ့တော်လန်ကြီးကိုဒီအဖွဲ့စည်း၃ဖွဲ့ကပဲပကုံးထမ်းပြီးမတင်လာလားကျွန်တော်ဆုံးနာပြောတယ်လို့ဒီအဖွဲ့စည်း၃ဖွဲ့ကနေပဲဂျန်နဲ့2017မှာပေါ်လာတဲ့လမ်းလည်ကံအဖွဲ့စည်းတွေက တို့အဖက်စီကိုတိဆောက်လာကြတာအဓိကပိန်မကဘယ်ကနေလာသလဲဆိုတော့ DNA AAT ရနေဒီသုံးသုံးဖက်စီကနေလာတာဒီသုံးဖက်ကတို့အချင်းချင်းမတည့်ကြဘူးတို့ဒီသုံးဖက်ကခမဲတကယ်ခမဲလိုသုံးတော့ဆက်ကဆက်နဲ့ဆွေးနေပြီးနင်းချိုင်းယူလိုက်ဒီတော်လိုင်းကြီးဘာမှလုပ်လို့မရဘူးအကောင်ကမတာပေါ်ပြီလို့တော့မှလည်းကျန်းနေ ANCA ဆောင်ရုပ်ချုပ်တဲ့ဖက်စီဒီဘာလို့များတော့အဲ့ဒီကောင်ကဘာဆော့ဖြစ်မှရှိတဲ့ကောင်တွေမဟုတ်ဘူးအဲ့ဒီကောင်တွေကတို့ရဲ့ကိုကျိုးစီပေါ်ကြီးအတွက်တို့ရဲ့လက်အောင်ရင်းပေါ်တွေရဲ့အသက်ကိုရင်းပြီးမှကိုတွေးဆုံနေရလို့လေ ဒီတောင်းလေးကိုတကယ်တိုက်နေတာကအဓိကတိုက်နေတာက DNA AA DNA ဒီတုံးဖွဲ့အဲ့တော့ DNA ကိုခမရတို့မူပြီးခါနဲ့ DNA ရဲ့အကြောင်းနောက်နေကြခမရတို့ခေါင်းတော့ပြောပြမယ် DNA ဆိုတာကမြန်မာပြည်မှာအောင်အောင်မြင်အောင်ဖွဲ့စည်းပဲသူ့လိုအောင်မြင်နေတဲ့ဖွဲ့စည်းမှုရှိသေးဘူးဒီအကြောင်း DNA ရဲ့အကြောင်းနောက်နေကြခမရတို့ရှင်းပြမယ်ဆိုတော့တော့ဖြူရသွားရင်ဗန်းမော်ရသွားရင် DNA နဲ့ဆက်ကဆက်နဲ့ဆွေးနွေးမယ်ဆိုတာကနိုင်ငံရေးနားမလည်လဲကောင်းတယ် support တွေပြောတဲ့စကား ဒီရင်အေးလို့ဒီရင်လည်းအေးလို့အေးအေးလို့ဆိုတော့ကညမှာစိတ်တက်တဲ့အချိန်ပေါင်းများစွာဆွေးနွေးလာတဲ့ဖွဲ့စည်းတယ်။အချိန်ပေါင်းများစွာဆွေးနွေးဆွေးနွေးလာပြီမဲ့ဘယ်တော့မှသဘောတူညီချက်ခေါင်းခေါင်းမရတဲ့ဖွဲ့စည်းတယ်။ဘာလို့အပြန်အလှန်မယုံကြဘူးလဲ။မူမူချင်းချင်းနေတယ်လို့ပြောရမလား။ဘယ်လိုပြောမလဲ။သူတို့အဖွဲ့အစည်းအချင်းချင်းကနောချင်နေကြတယ်။စက္ကစားတယ်ပဆက်ဟားလိုက်တာနဲ့ဒီဘက်သုံးဖက်ကဒီကောင်တွေဘိုက်ထဲမှာဘယ်လိုခင်ရှိနေလဲဆိုတာကအကုန်လုံးသိတယ်။သူတို့ခဏခဏဆွေးနွေးတယ်။ဘယ်တော့မှအဆင်မပြေဘူး။ အဲ့ဒါကြောင့်မလို့ဗန်းမော်မျိုးပဲရရညီချင်းသားမျိုးပဲရရဟုတ်လားကြောက်ဖြူပဲရရစစ်တွေပဲရရဒီကောင်တွေကဒီသုံးဖက်ကဘယ်တော့မှဆက်ကဆန်းနဲ့ညီချင်းကြီးယူပြီးတော့မှကိုကျူးဆောက်သွားမယ်ဖွဲ့စည်းတယ်မှာပေါ့ကျွန်တော်ဗီဒီယိုဗီဒီယိုတပုတ်တော့တင်ထားသေးတယ်ဘုချိုးထွန်းမင်းနာကငါတို့လက်နဲ့ကန်တယ်ဆိုတော့ကစီးပွားရေးလုပ်ချင်လို့မဟုတ်ဘူးလေအားအပြက်ပဲလေကျန်တဲ့ဘုချိုးကမော်တို့ဘုချိုးတပုတ်တော်လည်းဒီလိုမျိုးပဲအဲ့ဒါကြောင့်မလို့ဒီသုံးဖက်ရဲ့အပေါ်မှာခင်ဗျားတို့မြင်နေတဲ့အမြင်တွေကမနိုင်ငံကြီးမှနားမလည်တဲ့မူကျူကလေးတဲတဲလေးအရွယ် ဒါပါဝက်ပြီးမှအစားကွေးမှဆော့ရမယ်အပြည့်ပဲရှိသေးတယ်ခင်ဗျားတို့အဲ့ဒါကြောင့်မလို့ဒီတော်လန်ကြီးကအဆုံးထိသွားလိမ့်မယ်ဒီတော်လန်ကြီးကိုတကယ်တိုက်နေတဲ့ဖွဲ့စည်းတွေကိုအားပေးကြတက်နံတလို့ဝမ်းဝမ်းမီးမှထောက်ပံ့ကြသူတို့အဖွဲ့စည်းသုံးဖွဲ့ပူးပေါင်းရင်အားလုံးခဏခဏဆော့ပေါ်တယ်ခဏခဏတော့တက်ပေါင်းစုတက်ပေါင်းစုဆိုတာကြီးကတကယ်ဖြစ်လာလိမ့်မယ်အဲ့ဒါချင်ချင်တက်ပေါင်းစုကအခုလည်းဖြစ်နေတာပဲလေအခုစကိုင်းက PDF နဲ့ KNA နဲ့ပူးပေါင်းပြီးမှစိတ်တိုက်ကြတယ်တက်ပေါင်းစု DNA တို့ Mandalay PDF တို့ပူးပေါင်းနေကြတယ်ဒါလည်းတက်ပေါင်းစုပဲ ဒီရက်လက်အောင်မှာဆိုလို့ရှိရင်အနာကြီးပဲ change ရှိတယ်မကွေးမကွေးဖက်ကပမာလေးရှိတယ်စကန်ဖက်ကပမာလေးရှိရှိတယ်ရောဖက်ကပမာလေးရှိတယ်မြန်မာပြနောက်ပချံတချံတော့ဒီအင်းနဲ့အတူတူပူပေါင်းနေကြတာပဲဒါတွေလည်းတပေါင်းစုပဲခင်ဗျားတို့ညီခင်ဗျားတို့ပြောနေရောလားတပေါင်းစုဆိုတာရုပ်ရှင်စကားတွေရလို့ဟုတ်လားမတူညီတဲ့ဖွဲ့စည်းတွေကအားလုံးစုပြီးမှ uniform တစ်ခုနဲ့ဝက်ခေါင်းဆောင်ကလည်းတယောက်ထဲဒီလိုမျိုးခင်ဗျားတို့တပေါင်းစုတပေါင်းစုဆိုတာတကယ်လက်တွေ့ကြကြ reality တော်လိုင်းကြီးမှာတပေါင်းစုဆိုတာကအခု AA တို့သွားနေတဲ့ပုံစံ DNA တို့သွားနေတဲ့ပုံစံ ဒီရင်အီသွားနေတဲ့ပုံစံတပ်ပေါင်းစုပဲတပ်ပေါင်းတော့ဆိုရင်2023ခုကသူတို့ဆုတ်လာကြတာပဲဒါတပ်ပေါင်းစုပဲလေတပ်ပေါင်းစုကဲဒါတော့ဗောနော်ဒီအေဒီတရုတ်ကမြန်မာပြည်ကိုထောက်ပံ့ထားတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့အခုဒီမှာ AA TNL ဒီ KIA တို့ရဲ့တိုက်စစ်နဲ့ပတ်သက်ပြီးတော့ထုတ်သက်ပြောပြထားဖြစ်ပါတယ်နော်တကယ်လဲဟုတ်ပါတယ်အခုဒီမှာဆိုရင် KAA ရဲ့ KIA ရဲ့ TNL ကဒီတော်လိုင်းကိုဥဆောင်ပြီးတိုက်တယ်လို့ပြောလို့ရပါဗောနော်အဲ့တော့အခုမကြခင်အတွင်းမှာတော့ဒီ ပို၍စီးလုံးနဲ့တက်ပေါင်းစုတွေပေါ်လာမယ်လို့ယုံကြည်ပါတယ်နော်။ကဲနောက်ထပ်ကျွန်တော်နှထားမှာတော့ဗောနော် KIU နဲ့ပတ်သက်ပြီးတော့လည်းသုံးသပ်မှာဖြစ်ပါတယ်နော်။ခုနပြောတဲ့အထက်မှာဆိုလေ KIU မပေါ့ KIU မပါခဲ့ဘူးဗောနော်။အဲ KIU TNL ဒီ AE ဗောနော်။အခုချိန်မှာဆိုပြပြထန်တိုက်ပွဲဖြစ်တယ်ဗောနော်။ KIU ကတော့အခုချိန်မှာဆိုရင်ကွဲပြားနေတာတွေတွေ့ရတယ်။မင်းအောင်လိုင်ရဲ့ဒီရွေးကောက်ပွဲတော့ထောက်ခံမဲ့အဖွဲ့လေးရှိတယ်ဗောနော်။အဲ့တော့ KIU နဲ့ပတ်သက်ပြီးတော့ဗာဒီပြောထားတဲ့ချက်တော့ကြည်လား။ဗလာရည်ရွယ်ချက်တွေ ရှိဖို့လိုပါမပြောက်ပြက်ဖို့လိုပါအဲ့ဒီလိုအမျိုးသားရေးစိတ်ဓာတ်နဲ့သွားမှလဲကိုယ့်ပြည်နယ်ကိုသိမ်းနိုင်ပြီးတော့မှတတိုင်းပြည်လုံးလွတ်မြောက်ရေးကိုဆက်ပြီးတော့သွားလို့ရမှာပါတချို့ကပြောကြတယ်နော်ညီတို့ NUG ကဘလို့ဘလောက်အတုံးကြခဲ့လို့လဲညီတို့ NUG ကရောငွေတွေမပိုးဘူးလားငွေစည်းရင်းတွေမရှင်းဘူးမှလား NUG အတုံးမကြခဲ့လို့အခုလိုတွေဖြစ်တာလို့ပြောပါတယ် NUG ပဲဖြစ်ဖြစ် KNU ပဲဖြစ်ဖြစ် ဘယ်တိုင်းသားလက်နက်ကင်ပဲဖြစ်ဖြစ်ဘယ်ဖွဲ့စည်းပဲဖြစ်ဖြစ်ဖြစ်ပြီးသားတွေကိုကျမတို့ပြန်ပြီးပြောနေလို့လေဘာမှဖြစ်လာမှာဘာမှအရာထင်လာမှာမဟုတ်ပါဘူးအယူချီအနေနဲ့ငွေတွေအလွဲသုံးသားလုတ်ခဲ့တယ်ဆိုလို့ရှိရင်ပြီးခဲ့တဲ့၅နှစ်မှာငါတို့ဘာမှခဲ့လဲဆိုတာကိုစစ်စစ်ပြီးတော့မှဒီရပိုကောင်းတဲ့အရာနဲ့တွားအောင်မှာဖြစ်ပါတယ်ကျမတို့ပြည်သူတွေဒီထိနားလည်ပေးမှာပါဘာဖြစ်လို့လဲဆိုလို့ရှိရင်ကျမတို့တို့အရန်အရေးကြီးနေတာကဒီစစ်အာဏာရှင်ပြုတ်ကြဖို့တခုပါဒီစအနာရှင်တာမပြုတ်ကြဘူးဆိုလို့ရှိရင်ကျမတို့ကဒီတော်လန်ရေးကာလကြီးကို เนาะဖြတ်တန်းတဲ့အချိန်မှာလဲအသက်တွေများစွာပေးဆက်ခဲ့ရတယ်လို့ဘဝတွေများစွာအိမ်တွေချိတ်ပိတ်ဟာလာလူတွေနိုင်ငံသားတွေရောက်အဲ့ဒီလိုမျိုးပေးဆက်ထားရတာဖြစ်ပါတယ်ဒါကြောင့်မို့လို့ကျမတို့တွေကနားလေပေးနိုင်ပါတယ်เนาะအဲ့ဒီထက်အရေးကြီးတာဘာမှမရှိတော့ပါဒီတော်လိုင်းရင်းမနိုင်လို့ရှိရင်လည်းပဲကျွန်တော်တို့ပြည်သူလူထုတိုင်းပြည်ထဲကနောက်ထပ်၃ပုံပုံတပုံလောက်ကနိုင်ငံမဲ့တွေဖြစ်သွားတော့မှာပါအဲ့တော့ကျွန်တော်တို့အနာဂတ်ကြီးကအင်မတန် စွန့်ရည်စရာကောင်းပါတယ်ဒါကြောင့်မို့လို့တချို့ကိစ္စတွေတချို့ပြဿနာတွေကျွန်တော်တို့နားလည်ပေးနိုင်ပါတယ် KNU တို့ပဲဖြစ်ဖြစ် KIA တို့ပဲဖြစ်ဖြစ်အရင်တုန်းကလက်တွဲပြီးတော့ဒီစစ်ကောင်စီနဲ့အတူတူကြိုးစည်းပွားတွေလုပ်ခဲ့ကြတယ်ဒီကြိုးစည်းပွားတွေကိုငှက်ညာပြီးတော့မှနော်ဒီချိန်ထိမပြတ်မသားဖြစ်နေခဲ့ကြတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ပြည်သူတွေနေနားလည်ပေးပါပါအခုချိန်ကစပြီးပြတ်သားလိုက်ပါလို့ပြောချင်ပါတယ်နော်အဲ့တော့ဒီပြည်သူတွေရဲ့သဘောဆန္ဒအတိုင်း သွားဖို့လိုအပ်ပါတယ်ဒီပြည်သူတွေရဲ့အတန်ကိုနားထောင်ပြီးသွားပြီးကြစီကြမှာဘာဖြစ်လို့လဲဆိုတော့သူတို့ပြည်သူတွေကအားကိုးနေရတာအကုန်လုံးအားကိုးနေရတာပါเนาะအဲ့တော့အားကိုးတာကြီးတစ်ခုပဲလားဆိုတော့မဟုတ်ဘူးလေပြည်သူတွေကိုယ်တိုင်ပါဝင်ပေးနေတယ်လှုပ်ဆောင်ပေးနေကြတယ်ထောက်ဖို့တွေလည်းထောက်ဖို့တွေလည်းပြည်ပမှာရှိနေတဲ့လူတွေလည်းလှုပ်ပေးနေကြတာပဲနော်ဒါဟာကျမတို့ရဲ့မျှော်လင့်ချက်ပို့ပြီးတော့ကြီးမားနေတာဖြစ်တဲ့အတွက်တချို့ကိစ္စတွေကျမတို့နားလည်ပေးလို့ရပါလုံကြပါစီစီလုံလုံသွားကြပါလို့ကျမတို့ပြည်သူတွေអော်ခဲ့တာ၅နှစ်ရှိခဲ့ပါ နော်ဒီနေ့ဒီချိန်ဒီဒီစစ်စစ်လုံးလုံးညီညီညွတ်ညွတ်သွားမဲ့အရေးကိုတတိချာချာအကောင့်ထဲပေါ်လှုပ်ဆောင်နေတာမျိုးမတွေ့ရသေးပါဘူးတတိုင်းပြည်လုံးလွတ်မြောက်ရေးအတွက်နော်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဖို့အတွက်အားလုံးကတညီတညာနဲ့ဒီတော်လှန်ရေးထဲကိုဝင်လာခဲ့ကြတာပြည်သူတွေအပေါင်းတိုင်းသားလက်နက်ကိုင်တွေလည်းညီညာညီညီညာညာသွားခဲ့ကြတာပဲနော်သူတို့ရဲ့ရည်တည်ချက်တွေလည်းအရင်တုန်းကတော့ပြက်ပြက်သားသားလို့ထင်ခဲ့ကြတာပဲ ဒါပေမဲ့အခုချိန်မှာမပြတ်သားဘူးဆိုလို့ရှိရင်မပြတ်သားတဲ့အခွင့်အရေးကိုတနက်ပြောင်းလှည့်လိုက်ပါတော့เนาะကြံယူချင်းချင်းမဟုတ်လို့အချင်းချင်းအမျိုးသားရေးအချင်းချင်းဒါမလုတ်ချင်ဘူးမတိုက်ချင်ဘူးဆိုတာကဒါကပြည်သူကိုလှည့်စားတာပဲဖြစ်ပါတယ်အချင်းချင်းမဟုတ်လို့မတိုက်ချင်ဘူးဆိုတာလောက်နဲ့ကျမတို့ပြည်သူကိုနှိမ့်သိမ့်ပေးလို့ရမှာမဟုတ်တော့ပါဘူးเนาะအလုံးလွတ်မြောက်ဖို့သွားတယ်ဆိုလို့ရှိရင်ဒီအာဏာရှင်ကိုပြုတ်ကြအောင်တော်လိုင်းတော်လန်တဲ့နေရာမှာอืมเนาะမပါဝင်ချင်ဘူးမပြတ်မသားဖြစ်နေတယ်ဆိုလို့ရှိရင်အလုံးကရန်သူပါပဲ ကဲဒါမှမဟုတ်တေးပြပြတသားပြောလိုက်တာပေါ့နော်အဲ့တော့ KNU နဲ့ပတ်သက်ပြီးတော့ KNU ဂျားထဲမှာလည်းအချင်းချင်းမတိုက်ချင်ဘူးဆိုတဲ့ဟာမျိုးနဲ့သူတို့ကအာမတိုက်ကြဘူးနော်အဲ့တော့ဘာပြောခုချိန်မှာတော့မင်းကလည်းရွေးကောက်ပွဲကိုထောက်ခံတဲ့သူတော်ရှိလိုက်ပြီဒါမှမမတိုက်သေးဘူးဆိုရင်တော့ဒါတော့စဉ်းစားကြပါဦးနော်ဒါမှလည်းဒီ KNU ဘက်မှာပေါ့နော်အဖွဲ့အစည်းမှာကျွန်တော်နားမလည်နိုင်တဲ့အခက်အခဲတွေလည်းရှိတယ်ပေါ့နော်ဒါမှမဟုတ်သူတိုက်နေတဲ့ဟာလည်းကျွန်တော်တွေ့နေရပါတယ်နော်အဲ့တော့မကြခင်မှာတော့ဒီ KNU ဘက်ကဒီမြို့တွေပါတိမ့်ပြလိုက်တယ်ဆိုရင်တော့ဒါတော့စိတ်ချတာပေါ့နော် ကဲကျွန်တော်နောက်ထောင်မှာတော့ခုံလေးကငပိကြော်မစားမင်းနေတော့ပြန်ပြန်ပြီးတော့ထွက်လာတဲ့ဒီဘူးလလစီနဲ့ပတ်သက်ပြီးတော့နော်သူထပ်ပြီးတော့ပြောထားတဲ့ဗီဒီယိုဖိုင်ကိုသုံးသပ်ပေးထားတယ်ကိုစစ်ပြီးတော့နားထောင်ကြည့်လာနော်ရခိုင်အေးဆိုရင်ခင်ဗျာထုတ်ပြန်တယ်လက်ထက်မှာတော်တော်ယူထားခင်ဗျာသူ့ဆက်တော်တဲ့ကောင်အများကြီးမှာကျွန်တော်တို့ဆရာဦးသိန်းဦးဖိုးစောစာမြန်မာပြည်မှာပထမဦးဆုံးအမှုမျိုးသိပ္ပံပညာရှင်ဘွဲရတာအေးသူခွဲတာဗောနော်အဲ့ဒါစစ်တက်ကတော့မှနီးပြဗျာစစ်တက်ကတော့မှပမ္မောခနဲ့လာပြီးတော့ဘူလောင်းတွေကိုလက်ကျင်ပေးတာအဲ့သူကအမှုမျိုးသိပ္ပံပညာရှင်မြန်မာပြည်မှာပထမဦးဆုံးအဲ့သူက ခင်ဗျခွတ်ထွက်ရေးတွေဘာမှပြောဘူးနိုင်ငံတော်ကောင်းဖို့ပဲလုပ်တာဒေါက်တာဦးသက်ထားဝေဆိုတော့မြန်မာပြည်ကပထမဦးဆုံး plastic surgery ခွတ်စိတ်ကူတာညနာတွေပါတယ်အဲ့လိုပထမဦးဆုံးဖွဲရတဲ့ပုံကအင်မတန်ထူးချွန်တဲ့ရခိုင်နေဗျအဲ့သူတို့ကခွတ်ထွက်ရေးတွေဘာမှပြောဘူးအဲ့ထုံးကြိုင်လည်းဆက်မှဒီလိုဖြစ်လာတာအဲ့တော့ဖြစ်လာတာကိုတွားပြီးတော့ပေါင်းတဲ့ကောင်တွေကပါကောင်နေတယ်အဲ့ကောင်ထုံးမြနိုင်က ပြည်သူဘက်ကရက်ပြီတာဟုတ်အဲ့တော့ဒီကတော်လိုင်းသမားတွေကသွားပေါင်းတာဗောမင်းတို့စစ်ခွေးတွေကပြည်သူကိုဒုက္ခပေးတာပြည်သူကိုတတ်ဖြတ်တာဟုတ်အဲ့တော့မင်းတို့ကိုစန့်ကျင်မှာဗောဒါရှင်းနေတယ်အခုဘုကြုံထုံးမြက်နိုင်တာနင်းပြည်သူဘက်ကမရက်ဒီပဲနဲ့ပြည်သူကိုတတ်ဖြတ်ပြကြည့်လေအဲ့ဒီလက်နက်ကင်တွေသွားပေါင်းမလားအဲ့ဒါအပြည့်ရှင်းရှင်းလေးဟဲ့အခုဘုကြုံထုံးမြက်နိုင်ဟာပြည်သူတွေကိုမင်းတို့နောက်နေစစ်ကြောင်းထိုးမဲ့ရွာတွေကိုရွာသားတွေကိုတတ်ဖြတ်မဲ့မတိန်ကျင်မဲ့သူစစ်သားကိုလောက်ခိုင်းကြည့်လေအဲ့ဒီသွားပေါင်းတဲ့အဖွဲ့တွေသွားပေါင်းမလားလို့ အဲ့ဒါအပြင်းရှင်းနေတယ်လောက်ရက်တွေချောက်တံပိုးတွေကွာသွားတာမင်းတို့လောက်တာလက်ရှိမြန်မာပြည်မှာစစ်တပ်စစ်ကြောင်းထိုးလို့မထွက်ပြေးရတဲ့ဒေသရှိလားမြင်ဘူးလားအဲ့ဒါကိုအရင်ပြအောင်လုပ်ဒီပြည်သူများကိုစောက်ပြစ်လိုက်မပြောနဲ့နော်အာထုံးတဲ့နိုင်ဘာဖြစ်တယ်ညာဖြစ်တယ်ဘူချုပ်ကမပြောနဲ့အောင်ခဏနေအောင်မင်းတို့သူများကိုပြောချင်တယ်ဆိုရင်မြန်မာပြည်မှာစစ်တပ်စစ်ကြောင်းထိုးလို့ထွက်မပြေးရဘူးပြည်သူတွေအေးချမ်းစွာနေတဲ့ကြိုးစိုးတဲ့မြေဝင်းမျိုးဖြစ်အောင်မင်းတို့အရင်လုပ်နိုင်အောင်လုပ် အဲ့ဒါဖြေပဲလက်တွေ့ကြတဲ့အရာကိုအဓိကပကတိအရှိတရားကိုအရင်ကောင်းအောင်လုပ်ဟမ်ကိုယ်ကြည့်တော့စစ်တပ်စစ်ကြောင်းထိုးမီးအဲ့စစ်တပ်စစ်ကြောင်းပြန်ဝိုင်းပြာပုံပဲဖြစ်ကြံဖြစ်ခဲ့တယ်အဲ့လိုလုပ်နေတဲ့ကောင်တွေကပြည်သူထောက်ခံမှုရတဲ့ကောင်တွေကိုခွဲထွက်မှတော့ဟမ်ပူပေါင်းမှတော့မင်းတို့သွားပြီးပြောတယ်မင်းတို့မရှိဘူးလားဘုကြောင့်ထွန်းပြနိုင်ကွန်ဖက်ဒရေးဆိုပြီးတော့စအောင်ပြီးတော့သူ့ရဲ့အင်အားကိုစုပြီးတော့ပြည်သူထောက်ခံမှုရအောင်တူယူခဲ့တယ်ဟုတ်တယ်လေဖားရခိုင်နိုင်ငံထူတော်မယ်ရခိုင်အခွင့်ရရခိုင်စီမှာမရှိရဘူးသူပြောတာဗမာတယ် ဟမ်မင်းတို့ဗမာအခွင့်ရေးရခိုင်ပြည်မှာရှိရမှာလို့ကရင်အခွင့်ရေးရခိုင်ပြည်မှာရှိရမှာလို့သူပြောတာမဟုတ်ဘူးသူပြောတာရခိုင်နေရဲ့အခွင့်ရေးရခိုင်ပြည်မှာရှိရမှာသူပြောတာရှင်းရှင်းလေးအဲကွန်ဗတ်တဲ့ကိုပြောပြီးတော့ဇာတိတွင်းဇာတိမှန်တက်ကြွအောင်သူလှုပ်ဆော်ပြီးတော့ရခိုင်ရင်အောင်သူစုစည်းတယ်ရခိုင်နေမဟုတ်ဘူးအခုတော်လိုင်းကာလမှာတနိုင်ငံလုံးလူမျိုးပေါင်းစုံနဲ့အင်အားမှသူရလာတဲ့အချိန်မှာသူဟာပါပြောတယ်တနိုင်ငံလုံးလွတ်မြောက်အောင်လုပ်မှဒီအောက်ကလွတ်မြောက်မယ် ဒါကြောင့်မလို့အားလုံးညီလူညီမျှလွတ်မြောက်အောင်ဖက်ဒရယ်ဘက်ကိုဥတည်ပြီးတော့သူပြန်ပြောလာဒါခေါင်းဆောင်ခေါင်းတစ်ယောက်ကအရေးချင်းမဲ့ပြောတင်ပြောထိုက်တဲ့စကားကိုပြောတင်ပြောထိုက်တဲ့အချိန်မှာပြောရမှာနော်အခုသူ convertible convertible သူ order တွေ့လား convertible သူ order ရခိုင်ပြည်နယ်တခုလုပ်တဲ့သူလုံမှာရှင်းရှင်းလေးတတိုင်းပြည်လုံးလွတ်မြောက်ရေးသူအာရုံထားစရာအကြောင်းမရှိဘူးအဲ့ဒါအဖြေပဲအဲ့တော့တိုင်းပြည်ကိုပြိုပြက်အောင်ပွဲအောင်လုပ်နေတာဒီအဲ့ဒီဘုကျုပ်ထုံးမြတ်နိုင်လို့ဘုကျုပ်ဝံမော်တို့လားမင်းတို့စစ်ခွေးတွေလား ကိုယ့်ကိုပြန်ကြည့်သိလားဘဝတွေပြည့်နေတဲ့လူတွေအများကြီးမင်းတို့စစ်တက်ကြအောင်လက်ရှိနှစ်ပေါင်း60လောက်တိုက်လာတာဘယ်နိုင်ငံအောင်တိုက်လာလဲဟမ်ကရင်ုံတပုံဆိုပြီးသွားတိုက်တယ်ကရင်နေရတဲ့မင်းတို့အကြည့်တပုံမဲ့မင်းတို့လေသူများနဲ့မင်းတို့တွားလှူတာပဲရှင်းရှင်းလေးပဲအဲအဲ့လိုမဟုတ်ဘဲနဲ့ကိုယ့်ကိုပြည်တော်စုနာမည်ခံယူခြင်းရင်ဒီပြည်တော်စုဆိုတဲ့စစ်တက်မှာကရင်လည်းပါရမယ်ရခိုင်လည်းပါရမယ်မွန်လည်းပါရမယ်ကချင်လည်းပါရမယ်တန်းတူညီမျှရှိနိုင်ရမယ် အခုမင်းတို့မြန်မာစစ်ခွေးတတ်မှာအဲ့လိုတန်းညီများရတယ်အဲ့ဒါအဖြစ်ပဲနိုင်ငံတော်ချင်းမရဘူးလားပြည်အောင်စုအသက်ပြည့်ပြီးကာကွယ်ရမယ်လीကျွန်တော်တို့ကဒါမဟုတ်ဘူးသူများတွေကိုနိုင်ငံတော်ချင်းရတာမင်းတို့စစ်ခွေးတွေစစ်တီတော်ကျင်းဝန်60ဆိုရတယ်အဲ့ဒီစစ်တီတော်ကျင်းဝန်60ဆိုပြီးတော့ဟမ်ကျင်းဝန်10ပါတီတူနဲ့စစ်တီတော်ဆက်ဆံရမယ်ကျင်းဝန်10ပါမင်းတို့ဘယ်နှပါလိုက်နိုင်တာလဲ ဟောဒီမဆိုင်တဲ့လူကိုနိုင်ငံတော်ချင်းသွားမမင်းနဲ့哦တော့မင်းတော့စစ်ခွေးတဲ့ကိုယ်တိုင်စစ်တီကျွန်း60မှာတီတူနဲ့ထိတွေ့ဆက်ဆံရမယ်ကျွန်း10ပါလိုက်နာတာမလိုက်နာတာကိုယ့်ကိုအရင်ကြည့်အောင်လေဟမ်တွေ့တဲ့လူတပုံးဓမြနဲ့အကျန်းဖက်ကိုယ့်ကြည့်တော့မီးရဲရှို့နေတဲ့ကောင်တွေမတိန်လိုက်ကြည့်နေတဲ့ကောင်တွေဟာလီဒါတို့ပြန်စားတို့ပြန်တို့ပါနေတတမတော်ပြောနေတာဒုတာကိုရေးဆုံးပါလေအပြောင်စုမပြိုခွဲဆိုတော့နံပါတ်1လေဩော် ဟိုပြည်တော်စုမကြိုမကြိုပဲနံပါတ်၁လေဟုတ်လားဟမ်ဝါ့ကိုအပြုတ်တိုက်လိုက်တာပြည်တော်စုမကြိုပါဟမ်ဝါ့ကိုခွဲသွေးပြီးတော့အဲ့အဲ့ဒါဘလူပေးတာဘုချုပ်ကမှတော့ပေးတာဝါ့ကိုဟမ်လားဘုချုပ်ထွက်မြိုင်တော့ပေးတာမင်းတို့ပဲပြအခုနှစ်ချီပြည်တော်စုရင်ခွဲထွက်တဲ့ဟာမင်းတို့ပဲလောက်တာမဟုတ်ဘူးလားဟမ်ဘုချုပ်ကမှကြောက်ဒေတာတစ်ခုပြောင်းစိုးရင်ခွဲထွက်တာရှိတာဘုချုပ်ထွက်မြိုင်နိုင်ကြောက်ဒေတာတစ်ခုပြောင်းစိုးရင်ခွဲထွက်တာရှိလားဟမ်သွားပြီဘူးလေခင်ဗျားတို့လေ ခမားတို့တွေကတဖြည်းဖြည်းနဲ့လူအတိုင်းဝိုင်းအပြင်ရောက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 ်နောက်ဆုံးခမားတို့ကြိတ်မနိုင်ခဲမရအပူလုံးတွေကြွပြီးယူကျုံးမရဖြစ်ပြီးတော့ဘဝဇက်သိမ်းတဲ့အခြေအနေရောက်လာပကနံပါတ်၁ခမားတို့ကကိုယ့်ရဲ့အမှန်ကိုယ့်အာဏာချက်ကိုမသိဘူးငါတို့ကဘာကြောက်လဲငါတို့ကပြည်သူတွေဘာကြောက်လက်မခံရလဲဆိုတာကိုမသိဘူးတိလည်းမသိချင်ဘူးကြည့်တိလည်းမကြည့်ဘူးအဲ့တော့ကိုဖြစ်ချင်တာကိုပဲမရမကလိုက်လို့လေဒီလူတို့နဲ့စန့်ချင်ဖက်ဖြစ်လေနော် opposite ဖြစ်လေပဲအဲ့တော့တပြေးပြေးနဲ့ဘာဖြစ်လာလဲဟမ်အပူလုံးကြီးကယူယူကျုံယူကျုံမရအပူလုံးကျွာပြီးတော့ဟမ်နောက်ဘွားစက်သိန်းနဲ့အချင်းကြီးပဲဖြစ်လာတော့မှကျိန်းနေတယ်ခင်ဗျားတို့အဲ့ဒီစစ်ခွေးခေါင်းဆောင်ပိုင်းနေရအဲ့ဒါသဘောပေါက်ဖို့လိုတယ်နိုင်ငံတော်တချင်းဆိုတဲ့လူတိုင်းသဘောပေါက်ဖို့လိုတယ်ပြောသစ္စာစုမယ်သစ္စာစုသစ္စာစုတဲ့မမတူอ่ะမမမမလေးစားပါ တသက်ဆောင်ယူပြာဆရာဟမ်တီတူကိုတစ္ဆာစူးမယ်တဲ့နိုင်ငံတော်တချင်းကြောက်ဆိုအဲ့ဒါဆိုခမားတို့စစ်ခွေးကောင်းဆောင်တွေကစစ်တီတော်ကျင်းဝ60မှာလည်းတစ္ဆာစူးမယ်နိုင်ငံတော်တချင်းမှာလည်းတစ္ဆာစူးမယ်ခမားတို့နှစ်ချောင်းစူးမှာနော်တီတူတော်မှတစ္ဆာစူးမယ်ဆိုရင်ခမားတို့ဆိုရင်လားအ ਨੇ ဆုံးကနှစ်ချောင်းစူးမှာနော်အခုတခါအဲလွတ်တော်ကိုယ်စားလှုပ်တော့အမှတစ်ချောင်းတုံးချောင်းခမားဖင်နဲ့တုံးချောင်းဝင်မှာ သိလားเนาะပြည်သူကိုတစ္ဆာစုမဲ့သွားမလုပ်နဲ့သူများကိုတစ္ဆာစုမဲ့သွားမလုပ်နဲ့ကိုလုံနေတဲ့အလုပ်တွေကိုပြန်ကြည့်အောင်เนาะကိုစစ်တပ်ကလုံနေတဲ့အလုပ်တွေကိုပြန်ကြည့်အဲ့တော့တိုင်းပြည်ပြက်တာဒီတိုင်းပြည်ဆူတာဒီစစ်တပ်မရှိရင်မင်းတို့ခေါင်းပြောင်းအဲ့တော့လုံးလုံးတွေတော့စစ်တပ်ရှိလို့တိုင်းပြည်ရဲ့ဆုံးနေတာမရှိတရားကိုခဏထားလိုက်အောင်အာစစ်တပ်မရှိရင်ဘာဖြစ်မှာလို့စစ်တပ်အဲ့ဒါခဏထားအဲ့ဒါဘာမှမတည်တည်ဘူးအဲ့ဒါကအတိတ်ပြစ်စုံပံအနာဂတ် ခမရတို့ပြောတဲ့စစ်တပ်မရှိရင်ဘာဖြစ်မှာလို့ညာဖြစ်မှာလို့ဇကာတိအနာဂတ်အတွက်ဇကာဒါပေမဲ့အပိတ်ကတိစ္ဆုတ်ပံနှစ်ခုကတော့ဘာဖြစ်လို့စစ်တပ်ရှိလို့တိုင်းပြီပြက်တာအဲ့ဒါအဲ့ဒါဘယ်သူမှညင်းလို့မရဘူးဟုတ်တော့အပိတ်ကတိစ္ဆုတ်ပံအနာဂတ်သုံးခုရှိတယ်မှာအတိတ်ဒီစစ်တပ်ရှိလို့တိုင်းပြီနှိပ်ကြခဲ့တယ်အနာဂတ်လည်းစစ်တပ်ကြောင့်တိုင်းပြီပြက်တယ်ဟုတ်တော့အဲ့တော့ကျွန်တော်တို့ကတိုင်းပြီပြည်တိုင်းနေဘာလို့ကမလဲအဲ့ဒါအဖြေပဲဟုတ်တယ်မလား လောကမှာလူတွေအတွက်တရားတွေအတွက်အတိတ်ပြစ်ဆုံးမဲ့အနာဂတ်၃ရက်ပဲရှိတာအဲ့တော့အဲ့၃ရက်မှာနှစ်ရက်ကဒီစစ်တပ်ကြောင့်ဒုက္ခရောက်နေကြတာအဲ့တော့လာမဲ့အနာဂတ်ကိုငါတို့မရှိရင်ဘာဖြစ်မလဲဆိုစကားခဏထားလိုက်အောင်လွန်တော့စေအတိတ်နဲ့ပြစ်ဆုံးပံနှစ်ခုကိုပဲအရင်ကြည့်အဲ့တော့အဲ့အတိတ်နဲ့ပြစ်ဆုံးပံနှစ်ခုကတော့ခမားတို့စစ်တပ်ရှိလို့တိုင်းပြီးပြစ်တာစစ်တပ်ရှိလို့တိုင်းပြီးပြစ်တယ်เนาะအဲ့တော့တိုင်းပြီးကိုပြစ်မှာဆိုရင်နောင်လာမဲ့အနာဂတ်ကိုကြိုမတွေးနဲ့ နိုင်ငံတော်တချင်းရတယ်မရတယ်မလုပ်နဲ့အတိတ်နဲ့အနာဂတ်မှာဖြစ်နေတဲ့ဒီစစ်တပ်ကိုတိုင်းပြည်ဖြစ်တဲ့လုပ်ရမလုပ်တော့အောင်အရင်ဝိုင်းစ조사ပေးအဲ့ဒါဆိုရင်ကျိန်းနေတယ်နော်အဲ့ဒါအဖြေပဲဟိုပုံတွေနီးနေပါရင်ရှောက်မသွက်နဲ့လက်တွေ့လောကတဘာဝဖြစ်နေတဲ့ပဂတိရှိတရားကိုတော့ကြည့်အဲ့ဒါညင်းလို့မရဘူးကဲဒါကကိုစစ်တုံးတက်ထားတဲ့ဗီဒီယိုဖိုင်လေးပဲဖြစ်ပါတယ်နော်အဲ့တော့ bullet slash ဆိုတော့ဘယ်လိုပဲပြောပြော ပြောင်းရင်ပြောင်းစားလေးရှောက်ပြောင်းနေတာပေါ့နော်ပြီးသူတော်မှတစ္ဆာစိုးဝင်လုံနေတယ်အဲ့တော့ဘာပြောဒီကောင်းလေးဖက်မှာတော့သူတို့အာနာရဖို့ပဲအောင်ဆိုင်နေတွေ့ရပါတော့ပြီးသူရဲ့အတန်တွေလည်းသူတို့မကြားချင်ဘူးနော်အဲ့တော့သူတို့နိုင်ဖို့ပဲတောက်လျှောက်လုံနေတာဖြစ်ပါတယ်အဲ့လိုမျိုးအာနာယူတဲ့ကောင်းလေးတော့နော်အမြန်ဆုံးပြုတ်သွားဖို့လိုပါပြီနော်โอเคဒီမနက်ပိုင်းဗီဒီယိုလည်းဒီလောက်ပါပဲအဆောင်ကြည့်ပေးကြပြီးပြီးသူရောက်စတဲ့အတွက်ထူးပေးကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့ဒီနေ့မှာတို့တို့များဆောင်းတို့များအားလုံးပါအမိကြပါစေတော်လည်းမှာပြင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ